ထူးဆန်းသောနမိတ်လက္ခဏာတွေနဲ့အတူငလင်တန်တဲ့အပြေးမှာရောင်ကြီးတော်ကွန်ပျူတာတဲ့တကူကြီးတဲ့ဖေယားပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်းမစ်နောက်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ငလင်ကပေးကြီးမကြောက်မိနဲ့ကြောက်ရောက်အပြေးမြန်မာနိုင်ငံမှာထူးဆန်းသောနမိတ်လက္ခဏာတွေနဲ့ကြောက်ရောက်နေရပါငလင်မလောက်ခင်ဖုန်းကြီးကျောင်းတွေမှာပြားတွေဆွဲနေရ၊ကြီးကန်းတွေအော်တာ၊ရန်ကုန်မြို့မှာလင်းတားငှက်တွေနားတာစသဖြင့်ဖြစ်ပေါ်နေခဲ့ပါတယ်။ငလင်လောက်အပြေးမှာလည်းကြီးကန်းတွေအော်တာတွေအောက်ချင်းငှက်နားတာတွေရှိနေတာဖြစ်ပါတယ်။ အခုခါမှာလည်းငလင်တန်ပေးတင်လို့ပြောကြသွားတဲ့အချိန်ထူဆန်သောအသိနမိတ်တွေနဲ့ရောင်ကြီးတော်ကွန်မြူပြီးတော့တကူပြခဲ့တာကတော့နမဲကျော်စကိုင်းတောင်တရဏနယ်မြေကဥမင်60ဘုရားကြီးဖြစ်ပါတယ်။ စကိုင်းတောင်ဆိုတာသူတော်စင်ရတဲ့ယဟန်တွေသီလာစင်ကျဲတမာရီရှိသူတွေဝိဇာဇော်ကြီးတပ်ပတ်တွေတရားအထုတ်ကြတဲ့တရဏနယ်မြေပါဒီလိုမျိုးမြမရိုးရရင်ကျေးမှုအမွေအနှစ်ဖျားစေဒီပထိုးတော်တွေပေါများတဲ့စကိုင်းတောင်တရဏနယ်မြေကြီးဟာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့တကြော့ပြန်အသက်ဝင်လာတဲ့စကိုင်းမြေငလင်ကျော်လှုပ်ရှားမှုတွေကြောင့်စကိုင်းတောင်ပေါ်ကရှေးဟောင်းတတနီကအဆောက်အဦတွေပြိုကျပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်မြင်ကလေးဘ ਹੁ ဇနဲ့နေဆက်တဲ့သခိုင်းတောင်ကစွမ်းဦးပုံညာရှင်ဖျားနေအတူသခိုင်း ုင်းတောင်တကြောမှာတရဏအဆောက်အဦတွေဖျားစီဒီပထိုးတွေပျက်စီးဆုံးရှုံးမှုများပြားပြီးတော့တီလာရှင်ဆရာလေးရဟန်းတန်ကာတွေအသက်ဆုံးရှုံးမှုကြီးမားခဲ့ရပါဒါအပြင်များသိန်းနှံစီဒီစကိုင်းတရအဟောင်းနဲ့မင်းကုံပထိုးတော်ကြီးနမ်မတော်မဲနုအုပ်ချုပ်ဆရာတွေကလည်းပြိုကျပျက်စီးဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ် မန္တလေးမြို့နယ်ကမဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးဆိုရင်လည်းအဆောက်အဦတွေပြိုကျသွားခဲ့ရတယ်လို့မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီးရဲ့မန်တိုင်တော်လေးတင်ဆောင်သွားခဲ့ရပါတယ်။ဒီလိုမျိုးပြည့်စည်ဆုံးရှုံးသွားတဲ့ဘုရားစီတီပထိုးတွေထဲမှာသခိုင်းတော်ကဥမင်60ဘုရားကြီးလည်းပါဝင်တာဖြစ်ပါတယ်။ဥမင်60ဘုရားကြီးဆိုတာကတော့သခိုင်းမြို့နယ်သခိုင်းတော်ရိုးအရိယဝင်သားချောင်းရဲ့အနောက်မြောက်တောင်မှာတည်ရှိပြီးတော့ကိုးကွယ်ထားတဲ့ရှေးဟောင်းဘုရားကြီးတစုဖြစ်ပါတယ်။အဲဒီဥမင်60ရှေးဟောင်းဘုရားကြီးဟာမတ်လ28ရက်နေ့မှာပြင်းထန်လွန်တဲ့ အင်အားပြင်းငလင်ကြောင့်ကျောင်းဆောင်တစ်ခုလုံးပြိုကျပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ဒူးဆန်းစွာနဲ့ဖះဆင်းသူတော်ကြီးတချို့ဝယ်မပျက်စီးဘဲနဲ့ကြံခဲ့တာဖြစ်ပါတယ်။ ဒီလိုချိန်မှာပရာဟိတကေဆေးဤအဖွဲ့တွေတွားရောက်ရှင်းလင်းရေးလှုပ်ဆောင်နေစဉ်အတွင်မပြိုကျပဲကြံခဲ့တဲ့စင်တူတော်တစုရဲ့နဖူးတင်းချစ်ကနေမိသည်ထွန်းထားသလိုမျိုးရောင်ကြီးတော်တွေများစွာထွက်ပေါ်နေသလိုမြင်ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပရာဟိတအသင်းအဖွဲ့တွေလည်းမှတ်တမ်းတင်တပ်ပုံဗီဒီယိုရိုက်ကူပြီးတော့အင်တာနက်ပေါ်မှာဖြန့်ဝေခဲ့တာပါ။ဒါကြောင့်လူအများကကြီးညိုတရာတရားအပြည့်နဲ့ဖူးမြော်ကြီးညိုရပါတယ်။အင်တာနက်ပေါ်မှာတက်လာတဲ့ဗီဒီယိုဖိုင်တွေကမြင်ကွင်းတချို့အရာတော့စင်တူတော်ရဲ့နဖူးတင်းချစ်တော်ကနေရောင်ကြီးတော်အမျိုးမျိုးကွန်မြူနီတာကိုကြီးညိုပေးရ ာသက်ပင်စွာနဲ့မြင်ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းမြေပြင်မှာရှိနေတဲ့ပရာဟိတသမားတွေကလိုင်းပေါ်ကဖူးမြော်ရတဲ့သူတွေကလည်းကြည်ညိုပြီးတော့ဖရာကြီးရဲ့တကိုးကြီးမားပုံကိုအင်အားသင်ခဲ့ရပါတယ်။တချို့ကလည်းဖရာကြီးကိုပြုတ်ပြတ်သွားပြီဆိုပြီးရှင်းလင်းဖို့အတွက်သွားတဲ့ပရာဟိတအသင်းကို ဖះကြီးကမဖြိုဖျက်ဖို့အတွက်တကိုးပြတာဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။တချို့ကတော့ဖះကြီးကရောင်ကြီးတော်ပြန်နေဆိုတဲ့အယူအဆကိုလက်မခံမိဖះကြီးရဲ့အသင်းစစ်တော်ဟာအယောင်ပြန်တဲ့ကြောင်းနဲ့လှုပ်ထားတာဖြစ်လို့နေရောင်ကနေယူပဗေဒသဘောတရားအရာအလင်းပြန်တာမျိုးလည်းဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။ပြိသက်တွေကရောရောင်ကြီးတော်ကုံမျိုးခဲ့တဲ့ဇကိုင်းမျိုးကဖះကြီးကိုဘယ်လိုမျိုးထင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။